တခြားပြဿနာတွေဘာတွေရှိသေးတယ်ဆိုတော့ဒီဘက်ကမ်းမှာ6အိမ်စုရွာဟာရှိသေးတယ်။ဘုန်းကြီးတို့တွေမှာ6အိမ်စုရွာကလေးတွေမှာနေကြ။6အိမ်စုရွာဆိုတာတခြားကိုပြောတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကသက္ခုသောတ္တခာနစီဝါကာယမနလို့ဆိုတဲ့အစ္စတိကာယရဏ6ပါးကိုပြောတာ။ ကဲဘုန်းကြီးတို့တွေမှာမျက်စိပါတယ်နားပါတယ်နှာခေါင်းပါတယ်လျှာပါတယ်ကိုယ်ပါတယ်စိတ်ပါဟုတ်ကဲ့လားမျက်စိပါလိုက်သည့်အတွက်ကြောင့်မြင်စရာအာယုန်တွေကိုမမြင်ဘူးလားအေးနားပါသည့်အတွက်ကြောင့်ကြားစရာတွေကြားရတယ်ကြားရတဲ့အတန်တွေကိုကြားရတယ်နှာခေါင်းပါသည့်အတွက်ကြောင့်အနတ်တွေကိုရတယ်လျှာပါသည့်အတွက်ကြောင့်အရသာနော် ခန္ဓာကိုယ်ပါသည့်အတွက်ကြောင့်အထီးတွေ့ဒီစိတ်ပါသည့်အတွက်ကြောင့်အခြားအယုံတွေစိတ်ကူးစိတ်တန်းတွေကိုရယူနိုင်တယ်ဆိုဟောဒီ6ခုဟာ6အိမ်စုရွာကလေးလိုပဲတစ်ခုနဲ့တစ်ခုမတူဘူး6အိမ်စုရွာကလေးဒီ6အိမ်စုရွာလေးကိုတကယ်လေးလာကြည့်လိုက်မယ်ဆိုလို့ရှင်အနှစ်သာရလိုက်ရှာကြည့်လိုက်လို့ရှင်ဘာမှမရှိဘူး မျက်စိထဲမှာအနှစ်သာရရှာကြည့်စမ်းဘာမှမရှိဘူးခိုင်မာတာလည်းတခုမှမရှိဘူးမြဲတာလည်းတခုမှမရှိဘူးဘာဖြစ်လို့လဲဆိုစက္ခုပတာရဆိုတာရုပ်ဆယ်မျိုးနဲ့ဖွဲ့ထားတာဘာနဲ့ဖွဲ့ထားတော့ဆိုခုနကမွေကြီးလေးကောင်လို့ခေါ်တဲ့ဓာတ်ကြီးလေးပါပါတယ်နော်အစိတ်ပြင်းတဲ့မွေကြီးလေးကောင်ပါတယ်နောက်အစင်းဆိုတဲ့ ာယုံတစ်ခုပါတယ်အနံ့ဆိုတာပါတယ်အရသာဆိုတာပါတယ်ဩဇာဓာတ်ဆိုတာပါတယ်ရှစ်ခုအဲ့ဒီရှစ်ခုမှာစောင်းလျှောက်တတ်တဲ့ဇီဝဓာတ်ဆိုတာပါတယ်အဲ့ထဲမှာစက္ခုပတာရအယိတ်လာထင်တဲ့မျက်လုံးအချီကလေးဆိုတာပါတယ်အဲ့ဒီမျက်လုံးအချီကလေးနဲ့အာလုံးကြံတဲ့ရုပ်ကိုယ်ခုပေါင်းပြီးတော့မှမျက်လုံးဆိုတာလေးကိုသတ်မှတ်ထားတာနော် အဲ့ဒီဟာကဘာကြောင့်ဖြစ်တုံဆိုလို့ရှိရင်စက္ခုပတာရယုတ်ကလေးကကန့်ညောင်ဖြစ်တာသူနဲ့ရှင်တွဲနေတာတွေကလည်းကန့်ညောင်ဖြစ်တာကံတရားကြောင့်ဖြစ်လာပေမဲ့လို့ဥဒုကထောက်ပံ့ပေးထားရတဲ့အာဟာရကထောက်ပံ့ပေးထားရတဲ့စိတ်ဓာတ်ကပံ့ပိုးပေးရတဲ့ဟောကံစိတ်ဥဒုအာဟာရဆိုတာအကြောင်း၄ပါးကနေပြီးတော့ထောက်ပံ့ပေးထားလို့သူကယက်တည်နိုင်တာတဲ့အကြောင်း၄ပါးပြိုကွဲသွားတာနဲ့တပြိုင်နက်သူလည်းပြိုကွဲသွားမှာပဲ အထဲထဲဝင်းစာကြည့်လို့ရှိရင်မျက်စိထဲမှာအနှစ်သာရရှိပြီးတော့ခိုင်းမာတယ်ဆိုတာတခုမှမရှိဘူးတဲ့ဟုတ်ကဲ့လားဒါကြောင့်မို့လို့6အိမ်စုရွာလေးကဘယ်ဘက်ကကြည့်ကြည့်ဒီအထဲမှာဘာမှအနှစ်မရှိဘူးအိမ်တွေကအခေါင်းကြီးပဲလို့ဒီလိုပြောတာနော်မျက်စိနန်းနာလျာကိုဆိုတဲ့6အိမ်စုရွာဘုန်းကြီးတို့တွေမှာမရှိဘူးလားရှိနေတယ်